န်နရီအစိုးရတဲ့နိုင်ငံတော်အာဏာရယူရမယ့်အချိန်မှာပဲမြန်မာနိုင်ငံဟာအယ်နီညိုအပူလှမ်းကြောင်ယာဒီဥရုဖောက်ပြန်တာတွေကိုခံစားရမယ့်သဘောရှိနေပါတယ်။အဲ့ဒီစစ်ဒါဘေးစေတမန်တွေမှာရေရုပမာဏကျဆင်းလာတာကြောင့်မြို့တော်ရန်ကုန်ဟာဧပြီလအတွင်းမှာပဲဓာအားဆိုးဆိုးရွားရွားပြတ်တောက်မှုကိုရင်ဆိုင်ရမှာဖြစ်သလိုတောက်သုံးရည်အခက်ခဲကလည်းနေရာအနှံ့ဖြစ်ပွားမဲ့လက္ခဏာတွေပေါ်ပေါက်နေပါတယ်။ယာဒီဥရုဖောက်ပြန်မှုဆိုးဆိုးရွားရွားကိုရင်ဆိုင်ရတာဟာ စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာတဘာဝတယံဇာတတွေကိုလောဘသောတိုက်ပြီးထုတ်ယူမှုတွေဂေဟစနစ်ကိုထိမ့်သိမ်းပေးတဲ့တစ်တော်တွေကိုအပြောင်ရှင်းမှုတွေရဲ့အကျိုးဆက်ဖြစ်ပြီးပူသိမ့်စင်ရဲ့၅နှစ်တက်တန်းအတွင်းမှာလည်းတယံဇာတထုတ်ယူမှုကပိုပြီးတော့တောင်ဆိုးရွားခဲ့ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတဲ့လက်ထက်မှာတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဆိုင်ရာမူဝါဒအစ်စ်တွေ ရေးဆွဲပြီးတယံဇာတထုတ်ယူမှုစာ လူစွမ်းအားအရင်းမြစ်ကိုအခြေခံတဲ့ဝင်ငွေရအောင်လုပ်မယ်လို့ဥဆွန်ညွန့်ကပြောပါတယ်။ NRD ရဲ့ဗဟုပဝန်းကျင်ထိန်းသိမ်းရေးကော်မတီဟာပြီးခဲ့တဲ့၃နှစ်လောက်ကစတင်ထူထောင်ခဲ့ပြီးပညာရှင်တွေရဲ့အကြံဉာဏ်ကိုအဓိကယူမယ်လို့ဆိုပါတယ်။အင်္ဂရိုမြူသားဒီမိုကရေစီဖွဲ့ချုပ်ဘူတဘောင်ကပဝန်းကျင်ထိန်းသိမ်းရေးကော်မတီကိုဖွဲ့တာအင်္ဂရို၃နှစ်ကျော်ပြီပေါ့နော်။တော်တော်တမ်းမှာအမှတ်၄၀ကျော်ပဲရှိတော့အတိုက်ခံနေတဲ့ရပ်တည်ပြီးတော့နိုင်ငံအတွက်အကျိုးရှိရအကျိုးရှိကြောင်းတွေလုပ်တယ်။ အဲဒီဘက်အခု2015မှာအင်္ဂလိပ်နိုင်ပြီးတဲ့အခါကျတော့အခုအစိုးရဖွဲ့ရပါတိတ်ချသွားပြီဖွဲ့မယ်ဆိုတဲ့အခါကျတော့အရင်တော့ပုံစံနဲ့မတူတော့ဘူးနော် environmental နဲ့ပတ်သက်တဲ့ policy တွေဆွဲရတော့မယ်အရင်တော့ဟာကွက်ပြော့ကွက်တွေကိုပြင်ရမယ်ဖြည့်စင်တာတွေဖြည့်ရမယ်အရန်ဇာတ်ကိုထုတ်လို့သုံးဆွဲမယ်အစားသူ့အသားအရင်မြစ်ကိုနော်အဲ့ဒီကနေရရှိတဲ့ဝန်ကိုတိုက်ပြုတ်ဝန်ကိုလုပ်ရမယ်ပညာပေးရနောက်တစ်ခုကတော့ အင်္ဂလိုအစိုးရတန်းတို့မှာတိုင်းပြည်နဲ့လူမျိုးအတွက်ကိုအကျိုးရှိမဲ့ policy တွေချမှာအဲ့ဒီလိုချတဲ့နေရာမှာအစိုးရကတော့အင်္ဂလို policy ဘိုင်းမှာအစိုးရဘက်ကပါတီအုပ်ဆောင်တယ်တကယ်တော့လုပ်ငန်းအကောင့်ထဲပေါ်တဲ့အခါမှာတော့သက်ဆိုင်ရာပညာရှင်တွေရှိတယ်သူတို့စီကပုံနေတဲ့အကြံဉာဏ်တွေယူမယ်ပညာရှင်တွေစီကအကြံဉာဏ်တွေယူမယ်ဒီမှာနှုတ်သက်တာတွေယူပြီးတော့အင်္ဂလို policy မှာဖြစ်တယ် ဦးဒိတ်စိန်အစိုးရယာရုကနေဆင်းရမဲ့၅လတော့အတွင်းမှာပဲဖားကန်ကြောက်စိန်တွင်မှာဆယ်ရန်နေရအကြီးစားတွေနဲ့တရံဇာတော့တွေကိုဗယံမရာထုတ်ယူမှုကဒီကဘာလုံးကိုတက်လှမ်းလိုက်သလိုဖြစ်ခဲ့ပါတယ်။မြေစာပုံတွေပြိုကျလို့တိတ်ဆုံးသူနိုင်ငံသားတွေအတွက်ဝမ်းနေကြောင်တခွန်းမှမပြောဘဲဒီလူတွေလောဘသောတိုက်ပြီးရေမစေးကြောက်ရှာလို့မြေစာပုံပြိုရတာလို့အယက်သားအသွင်ယူခဲ့တဲ့ဒီအစိုးရကပြောခဲ့ပါတယ်။ မြန်မာနိုင်ငံဟာနှစ်ပေါင်း90ကျော်စစ်အာဏာရှင်တွေရဲ့စစ်ဖက်နက်အောင်မှာနှစ်နဲ့ချီရှည်ကြတဲ့ယာဒီဥရုပြောင်းလဲမှုနဲ့သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုကြီးဖြစ်ပေါ်နေပါတယ်။ယာဒီဥရုဖောက်ပြန်မှုကကမ္ဘာမှာဒုတိယအဆိုးရွားဆုံးဖြစ်ပြီးတစ်တောပြုံးတိမှုကတတိယအဆိုးရွားဆုံးဖြစ်နေတာကြောင့်အဆိုးရတဲ့အာဏာမလွှဲယူခင်နှွေရသည့်အစမှာတင်သဘာဝရေကန်တွေခန့်ချောက်လာပြီးနိုင်ငံတကာနီးလန့်ထပ်ပိုပြီးလှုပ်ဆောင်ရမှာရှိနေတယ်လို့ မိုးစလပညာရှင်ဒေါက်တာထွန်းလွင်ကဆိုပါတယ်မြန်မာနိုင်ငံမှာတော့လှုပ်ဆရာတွေအများကြီးပဲအခုဆိုစောအကြီးတည်းနော်ငွေလည်းမရောက်သေးဘူးဒါပေမဲ့မြန်မာနိုင်ငံမှာအခုကြည့်လိုက်ရင်ဟုတ်လားဒေတာတော်တော်များများနော်ရှမ်းပြည်မှာဆိုကလောပေါ့နော်မြန်မာနိုင်ငံလက်ပန်းဆိုရွှေဘူဘက်မှာပုံမှန်နဲ့၄၅လစောပြီးတော့အများတော့သုံးတဲ့ရေကန်တွေတဘာဝရေကန်တွေအကုန်ရေခန့်ကုန်တာတွေနော် အခုတွေ့နေရဒါဖြစ်နေတာကြားနေပြီပြောင်းလဲနေတဲ့ဟာနဲ့အညီလိုက်ပြီးတော့သာသာတာဖြစ်အောင်နေနိုင်ဖို့တို့ရော့ပေါအောင်လုပ်ဖို့ဆိုတော့နိုင်ငံကညီလန်းတွေကမြန်မာနိုင်ငံကသူများနိုင်ငံနဲ့တော့ပူပြီးတော့လုံတဲ့နေအနေထားမှာရှိနေတယ်။ဒီတွင်နဲ့လေချောင်းလေးကယောဂါကိုယ်ကိုရှင်းလင်းပေးတယ် stress cells ဘုံစေးပြ။တောင်ပေါ်တိုင်းရင်းသားတွေအများဆုံးနေတဲ့ပြည်နယ်တွေမှာ သဘာဝပတ်ဝန်းကျင်ယိုယင်းမှုတွေဆိုးဆိုးရွရွဖြစ်ပွားနေတာနဲ့ဖယ်ရယ်ပြည်ထောင်စုတည်ထောင်ပြီးသဘာဝတည်ရန်စာတခွဲဝေရေးအာဏာခွဲဝေရေးနဲ့မြန်မာပြည်နိုင်ငံတိဆောက်ရေးနဲ့သဘာဝပတ်ဝန်းကျင်ပြန်လည်ထိန်းသိမ်းရေးဟာအများကြီးဆက်ဆက်နေပါတယ်။ပြည်သူလူထုမပါဘဲတော့မအောင်မြင်နိုင်ဘူး။နော်ပြည်သူလူထုကိုခြေခံမယ်။အဲ့တော့တစ်ချက်ကဆက်သွယ်ရေးလမ်းကြောင်းနေနော်။အဲခုနချင်းတောင်ချင်းတောင်မှာဆိုရင်ကာလနေပါတယ်အင်မတန်ခက်တယ်။အဲ့တော့ခိမိတဲ့ နော်ဆက်သွယ်ရေးလမ်းကြောင်းကြီးတွေအင်္ဂရုလုတ်ပေးရအဲ့ဒီလိုလုတ်တဲ့အခါကျရင်ထိတွေ့မှုများလာလို့ရှိရင်အင်္ဂရု awareness တွေလုတ်လို့ရတယ်ပြပီလူရောပညာပေးရပညာပေးတဲ့ဆိုတဲ့နေရာမှာလည်းဟိုအများကြီးရှိတယ်သူတို့စာဝတ်နေပြေလဲအောင်เนาะခင်မကုတ်ပါနဲ့လို့ပြောရင်အင်္ဂလိပ်ကသူတို့ဘာအစားပေးနိုင်မလဲ guest အစားပေးနိုင်မလားအဲ့တော့အဲ့ထင်းတွေကိုတော်တဲ့ခုံမဲ့အစား community forest တွေထင်းတော်တွေစိုက်ပြီးတော့ နော်အဲ့ဒါမျိုးတွေ awareness ထုတ်ပြရမယ်မမတယ် site ထုတ်ပေးနိုင်ရမယ်ဟို remove area တွေကိုအငယ်တို့ဦးစားပေးပြီးတော့ဟိုကိုကိုဒိုင်နာညီကိုမောင်နှမတွေနော် federal ပြည်တော်စုဆိုတဲ့အတိုင်းပဲအဲ့ဒီတဲ့နာဟာတွေကိုဦးစားပေးပြီးတော့အငယ်တို့လုပ်မှာပါအရှိကြဆုံးတော့ပြည်ရင်းစစ်နဲ့အတူပျက်စီးယိုယွင်းနေတဲ့မြမာပြည်ရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဟာတဘာဝပတ်ဝန်းကျင်ပေါ်အခြေခံနေတာကြောင့်ဘ ਹੁ နဲ့ပြည်နယ်အစိုးရတွေကြားစီမံကိန်းတွေကိုဘယ်လိုကင်တွယ်မလဲဆိုတော့ ီးမြင်ပြပြတသားချမှတ်ထားဖို့လိုတယ်လို့ဒေါ်ဒေဝီတန့်စင်ကထောက်ပြပါရယ်အလုံးဒီတယံစာတတံပိုးရှိတာတွေကလည်းအကုန်လုံးတိုင်းရင်းသားဒေတာတွေမှာတော်တော်များများရှိနေတာနော်အဲ့တော့ဒီငိမ့်ချမ်းရေးစပွဲပေါ်မှာဒီတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးကိုနော်ဒီဥပဒေနော်နိုင်ငံတကာရဲ့စံချိန်စံညွန်းနော်အခွန်နဲ့ပတ်သက်တာရောပေါ့ဒီနောက်တော့ဒီစီမံကိန်းကိုလာတဲ့နော်ဒီကုမ္ပဏီတွေပေါ့ တွေနဲ့ဘ ਹੁ အစိုးရနဲ့တိုင်းနယ်ပြည်နယ်เนาะအစိုးရဘလို့တိုင်တွယ်မလဲဆိုတဲ့စီမင်းကြီးကိုပြက်ပြက်သားသားအဲ့ဒီပုံမှာချဖို့လိုတယ်အဲ့ဒီမှာပြက်ပြက်သားသားမချနိုင်ရင်ဒေါ်လေးတို့20ဖွဲ့လုံးလက်မှတ်ထိုးတဲ့ငင်းချမ်းရေးကိုရပါမယ်ခုနလိုတဘာဝပတ်ဝန်းကျင်ရင်းနှီးမြှုပ်နှံမှုတွေလာပြီးတော့တိကျတဲ့ဥပဒေတွေစီမင်းတွေစီကားတွေဒါ မလုတ်ထားရင်အဲ့ဒီကနေပြီးမိဘွားစတောက်နိုင်တယ်လို့ဒေါ်လေးကတော့ထင်ပါတယ်။တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုတိကျဝန်ကြီးဌာနတစ်ခုအဖြစ်ထားစေခြင်းနဲ့ဒေါ်ဒီဝီတန့်စင်ကနီဥပဒေမရှိပဲရင်းနှီးမြှုပ်နှံမှုတွေခေါ်သွင်းခဲ့တဲ့ဦးသိန်းစိန်အစိုးရလက်ထက်မှာတဘာဝပတ်ဝန်းကျင်ကြီးတစ်ခုလုံးပြက်စီးသွားခဲ့တယ်လို့ကောက်ချက်ချပါတယ်။မြန်မာနိုင်ငံရဲ့ဒီပြီးခဲ့တဲ့အစိုးရနဲ့ဒီစီးပွားရေး လုပ်ငန်းလုပ်ရတဲ့ကဒါမြန်မာနိုင်ငံရဲ့တဘာဝပတ်ဝန်းကျင်ကြီးကိုဖျက်ဆီးသွားတယ်လို့ထင်တယ်။အဲ့တော့အဲ့ဒါမျိုးတွေကိုဒီလက်ရှိအစိုးရကဒါတွေကိုထိမ့်သိမ့်မှုလိုတယ်။ဥပမာစီးပွားရေးကိုကိုယ့်ရဲ့မြန်မာနိုင်ငံရဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်ရေးဒါမှမဟုတ်ရင်းနှီးမြှုပ်နှံမှုဥပဒေတော်လေးတို့ရဲ့ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုတာအလျှော့အတင်းတွေကိုမငြိမ်ဖြစ်နေတယ်။အစိုးရက၅နှစ်ပြီးတော့မှအဲ့လိုမျိုးပြင်လိုက် နော်ယင်းကြီးမြုံနှံတဲ့လူတွေကတောင်းဆိုလိုက်နော်ပြင်လိုက်နဲ့လုံနေတာလေမငြိမ်ဘူးဒါပေမဲ့မငြိမ်တဲ့ယင်းကြီးမြုံနှံမှုဥပဒေချားမှာပဲဝင်လာတဲ့စီမံကိန်းတွေနဲ့တာမဟုတ်အဲ့ဒီအချိန်မှာ EIA ဆိုတဲ့ဤဥပဒေကြီးကလည်းဟလာလုံထုံးလုံကြီးဆန်းစစ်ချက်ကြီးရလဲပြီးပြီးပြင်းပြင်းမထွက်သေးဘူးအဲ့ဒီမှာဒေါ်လေးတို့ကဘလို့ဒီလူတွေနဲ့တွားပြီးတော့တဘာဝပတ်ဝန်းကျင်ကြီးရဲ့နော်ဒီ management ထိမ့်သိမ်းရေးတွေ ြီးကြပ်ရေးတွေကိုဘယ်လိုလုပ်မလဲနောက်တော့ဒီထဲမှာ corruption ဆိုတဲ့လက်ပေးလက်ယူတွေကအများကြီးပဲဥပမာကြောင်မီးသွေးလုပ်ငန်းဒီဆယ်ခုပေါ့ MOU ထိုးထားတာ MIC ကလုံးဝမသိဘူးလို့ဒါပြောတယ်သူတို့တက်ဆိုင်ရာတာဝန်ရှိတဲ့လူကဒါဆိုရင်ဒေါ်လေးတို့ကအားလုံးဒါလွှဲနေပြီလေအဲ့တော့အဲ့ဓာတွေကိုနောင်တက်တဲ့အစိုးရဓာတွေကိုတတိထားဖို့လိုတယ် ရွေးကောက်ပွဲကြီးညာစာရမ်းမှာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမူဝါဒအဖြစ်ဖော်ပြထားတဲ့ NLD ဟာအစိုးရတည်းရဲ့ဖြစ်လာပါပြီ။ခေါယိုးကျိုးဝန်န်းမိုးကြွရွှေကိုကိုရော်ရီနဲ့ခြားစားနေတဲ့ဘူရိုကရေစီရန်ညားကြီးထက်နိုင်ငံကိုအုပ်ချုပ်မဲ့သူကပိုပြီးပါနေရမှာမို့လက်တွဲပူးပေါင်းတဲ့အခါမှာရင်ဆိုင်ရမယ့်အချက်တွေကိုဦးစွန်ညွန့်က အခုလိုရှင်းပြပါဗျ။ အရင်ကလုတ်ခဲ့တဲ့အပြက်တွေကိုအင်္ဂါရုရင်ဆိုင်တဲ့နေရာမှာအဲ့တော့ပထမဆုံးစင်ခုံမှုတွေ့ရမှာပဲเนาะနောက်အောက်ခြေဝန်းနှန်းနေနဲ့အင်္ဂါရုဆက်ဆံတဲ့နေရာမှာခေါင်းကျိုးနေတဲ့ဝန်းနှန်းနေနောက်မိုးကြရွှေကိုတွေအဲ့ဒါအဲ့ဒါတွေနဲ့အင်္ဂါရုဆက်ဆံတဲ့နေရာမှာအင်္ဂါရုပညာအပြမခံဘူးပေါ့เนาะအဲ့တော့သူတို့နဲ့ကိုကပို့ပြီးတော့နဲ့မယ်ပေါ့เนาะအဲ့ပို့ပြီးတော့နားလေရမယ်အဲ့ဒီလိုတော့စူးစမ်းရမှာပဲเนาะဘယ်တော့ခေါ်ရမှာပေါ့ကွာ ဝန်ထမ်းအဖွဲ့အစည်းဆိုတာသူစီမင်းစည်းကမ်းရှိတယ်လေစီမင်းစည်းကမ်းနဲ့ရမှသူမသွားဘဲနဲ့သူစိတ်သူလျှောက်သွားရင်တော့ဒါမတတ်နိုင်ဘူးပေါ့နော်ဒါသူ့ချက်ပါသူဖန်တီးတာပဲပေါ့နော်ဒါကတော့အင်္ဂရုနဲ့မဆိုင်တော့လုပ်ငန်းရဲ့စီမင်းစည်းကမ်းပေါ့အဲ့တော့အဲ့ဒါကိုအရင်ဆုံးရင်ဆိုင်ရမယ်လို့အင်္ဂရုထင်တယ် NLR မူဝါဒထဲမှာရွှေပြောင်းတောင်ရဟာပဝန်းကျင်ပျက်စီးမှုကိုဆိုးရွားစေတာကြောင့်ပြုပြင်ပြောင်းလဲမဲ့အချက်လဲပါဝင်ပါတယ်စိန်လန်းမိမိကဥဝင်းမျိုးသူကတော့ရွှေပြောင်းတောင်ရကိုရန်သူလိုဆက်ဆံရင်ရန်သူဖြစ်သွားနိုင်တာမို့ ဒေသခံတိုင်းရင်းသားတွေရဲ့မီယိုဖလာနီးကိုနားလည်မှုပေးပြီးလုံနိုင်ရင်တော့နီးလန်းတွေရှိတယ်လို့ဆိုပါတယ်။ရွှေပြောင်းတောင်ရာကိုကျွန်တော်တို့ကရန်သူလိုသဘောထားရင်ရန်သူလိုပဲပြန်ပြီးတော့ဆက်ဆံခံရမယ်သဘောရှိတယ်။အတိုင်းတန်တစ်ခုတည်းပတ်ဝန်းကျင်ပေါ်မှာဟိုထိခိုက်မှုရှိတယ်လို့ဆိုနိုင်တော့လည်းပဲအလုံးခြုံပြီးပြန်ကြည့်မယ်လူမှုရေးစီးပွားရေးပြန်ခြုံကြည့်မယ်ဆိုရင်တော့သဘောဝနဲ့ လိုင်ယောနီတွေဖြစ်နေတဲ့စနစ်တစ်ခုလို့ကျွန်တော်တို့ရှုမြင်သုံးသပ်ဖို့လိုမယ်။ဒီ anthropologic ဆေပေါ့။နာမနုဿဗေဒပညာရှင်တွေတကယ်လေ့လာတဲ့အခါကျတော့ရွှေပြောင်းတောင်ယာဒိုင်းတော့မဟုတ်ဘူး။ချို့ရွှေပြောင်းတောင်ယာ system တွေမှာတော့ချို့ပြဿနာတွေရှိနိုင်ပေမဲ့ချို့ရွှေပြောင်းတောင်ယာတွေဟာသူ့ဟာသူ့ data တွေမှာဆိုရင်တော့ သူ့အတူညီညွတ်မြတ်တနေတဲ့သဘောထားရှိတယ်။တိုးတော်လည်းပဲပြင်ပကဝင်လာတဲ့အခက်ခဲတွေဥပမာသူသမီးရင်ဒီရွှေပြောင်းတောင်ရကသူအနာဘေးကာလာသူတို့ရဲ့ထုံးစံတိုင်းဆို12နှစ်15နှစ်ဒီလိုထားပြီးတော့သူတို့သွားနေကြတာရှိတယ်။အဲ့လိုကာလမှာအပြင်ကနေပြီးတော့ရောက်လာတဲ့အဖွဲ့အစည်းတွေအမြေတွေတိန်းနေဒီမင်းစီမံကိန်းတွေလုပ်တယ်ဆိုတော့မြေရှားလာတဲ့အခါမှာဒီလူတွေအနေနဲ့တိုင်းသားတွေအနေနဲ့ပုံမှန်အနာဘေးကာလာကို သူတို့ဖြတ်တန်းလို့မရတော့ဘူးမရတဲ့ခါကျတော့အနာဘိကာလာ တိုလာဒီနေအမြတ်သွားပြီးတော့မြေပေါ်မှာတော့၎င်းเนาะကျွန်တော်တို့တဘာဝဇီဝမျိုးကွဲတွေပေါ်မှာတော့၎င်းဒီလိုเนาะ climate change ပေါ်မှာတော့ဒီလိုထိခိုက်လာမှုတွေရှိတယ်ကိုယ့်ဘက်ကဒီတဲ့ရွှေပြောင်းတောင်ရတဲ့ကောင်းတဲ့အခြေအနေကိုမဖန်တီးနိုင်သေးပဲနဲ့ရွှေပြောင်းတောင်ရကိုမလို့ရဘူးဆိုတော့ကန့်တတ်ထားမယ်ဆိုရင်ဒါမမျှတာဘူးလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကတော့ ။ဘာဝအခြေခံခီးသွွားလုပ်ငန်းနဲ့ဒေသဖွံ့ဖြိုးရေးတွေလှုပ်ဆောင်ဖို့ပါ။ Eco Tourism ဆိုတာနှလုံးသားနဲ့လုံးမရတာပါလို့ဆိုလာသူကဒေါ်စပယ်အောင်ပါ။ဘာဝဥယျာဉ်တွေကိုထိမ့်သိမ်းပြီးတန်ရှင်းတဲ့ငွေတွေအမြောင်များရနိုင်တဲ့ဒီခီးသွွားလုပ်ငန်းဟာဒေသကိုအကျိုးပြုတယ်လို့ပြောပါရစေ။ ီကိုတိုရီဇန်ရဲ့ဝင်ငွေကအင်တမတန်ရှင်းပါတယ်။ဒါဒေတာကလူတွေရဲ့ဘယ်အရင်အမြစ်ကိုမှကျမတို့ကထုတ်ယူသုံးစွဲသွားမှာမဟုတ်ဘူး။ကျမတို့ဒေတာကိုပဲကျမတို့အကျိုးပြုသွားမှာပါ။မြင့်တိတန်းရင်သားဒေတာမဆိုကျမတို့ကအီကိုတိုရီဇန်အနေနဲ့လာမယ်ဆိုလို့ရှိရင်အဲ့ဒေတာရဲ့ကောင်းကျိုးနဲ့အဲ့ဒေတာရဲ့ဝင်ငွေတိုးတက်ဖို့ပဲကျမတို့ကလုပ်သွားမှာပါ။အဲဒါကလည်းဒါအစိုးရတိကက် policy ဆိုတော့အင်တမကောင်းမွန်တဲ့ policy ဖြစ်လို့ကျမတို့ကအထူးကိုလိုက်လိုက်လဲလဲကျူးစိုးပါတယ်။အရင်လဲစိတ်ထဲမှာ impression ဖြစ်ရတယ်ဒီလိုမျိုး policy မျိုးတတ်မှတ်ပြီးတော့ဇောင်းပေးပြီးသွားမယ်ဆိုတဲ့အခါမှာအရင် ်းလဲဝမ်းသာမိပါတယ်အဓိကကောင်းထဲကောင်းကောင်းဖော်နိုင်ရင်ဒေသခံအကျိုးရှိဆုံးပါဒေသခံအကျိုးအရှိဆုံးဖြစ်အောင်လည်း ecotourism ကိုဖော်ဆောင်နိုင်မှသာဒါအစိုးရကောင်းတရရဲ့လုပ်ရဖြစ်မှာပါလူမှုကောင်းဆောင်ဥဆောင်တဲ့အစိုးရတရပေါ်လာပြီးမို့အားလုံးဝိုင်းပြီးလုပ်ကြရမယ့်အချိန်ပါလို့ဦးထွန်းလွင်ကဆိုပါတယ်အားလုံးကိုပြောချင်တာကတော့တခုပါပဲဒီချိန်ဒီခါမှအားလုံးတက်ညီလက်ညီမယုံဘူးဆိုရင်တော့ဆရာတို့ဒီလက်ရှိအနေအထားအခြေအနေဆိုးကတော့ဆရာတို့ လွတ်မှာမဟုတ်ဘူးကိုယ့်ဘက်ကအစသာရရာပတ်ဝန်းကျင်နိုင်ငံများတဲ့ကာလွန်တဲ့အနေထားတွေတဘာဝအနေထားတွေပြည်ဝင်အနေထားတွေရှိပါလျက်နဲ့เนาะစနစ်တကူရဲ့ဟာလားဒီအားနည်းမှုကြောင့်လူမျိုးဟာနောက်ကျနေရတယ်เนาะအခုအတိုင်းပြည်ကိုကောင်းတန်းတဲ့တည်းများလောက်ကြမယ်ဆိုရဲအသည့်လူတိုင်းမှာရှိရင်ဆရာတို့ဒီအစိုးရလက်ထက်ငါးနှစ်တက်တမ်းမှာပဲဆရာပြောရပါတယ်အာဆီယံမှာဆရာတို့ထိပ်တန်းဝင်နိုင်ငံတကူဖြစ်လာမယ်လို့ဆရာယုံပါတယ် အစိုးရတရက်ကနိုင်ငံနဲ့ပြည်သူကိုကိုစားပြုတဲ့အတွက်သူလုံးသမျှအရာရာဓာအံပြန်တက်ရောက်မှုဟာတိုင်းပြည်နဲ့ပြည်သူအများအားထိရောက်ပါတယ်ဒါကြောင့်မို့ထိုးသမျှလက်မှတ်နိုင်ငံတကာနဲ့ပြောသမျှစကားတွေဂတိကဝတ်တွေဟာကိုတိုင်းပြည်မှာတိတိကျကျပြန်ကျင့်သုံးမှသာလျှင်เนาะမြန်မာနိုင်ငံကိုရော နော်ရွှေမြမာလို့ကိုကိုကိုနော်နိုင်ငံတိုင်းရောက်တိုင်းမှာခေါ်နေသလိုတကယ်ရွှေအစ်စ်တွေဖြစ်တဲ့တိုင်းပြည်တစ်ခုထူထောင်နိုင်မှုဒါတော်လေးနောက်ဆုံးပြောချင်တာပါ